ဒီနေ့အတွက်အလဲကျလာတာကတော့ Sony ရဲ့ Xperia Dank Max 7 review လဲပေါ့နော် review လောက်ကလည်းတိတ်ပြီးတော့ခက်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 မရှိသလိုဘလို့လူတွေအတွက်သင့်တော်မလဲဆိုတာအဖြေရှားရတာလဲခက်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 တိတ်မရှိတဲ့ဖုန်းဆိုရင်လည်းမမအောင် ဆိုတော့ကျွန်တော် review လေးမစခင်မှာ sponsor လေးနဲ့ပဲစလိုက်အောင်ကျွန်တော်ဒီ review အတွက် review နဲ့ကူညီပေးတာကတော့ထုံးစံတိုင်းပဲကျွန်တော်ဖုန်းပါအနေဖြင့်ကူညီပေးထားပါဈေးအနေနဲ့ဒီဖုန်းက23သိန်းဝန်းကျင်လေးရှိနေမယ်လို့သိရပါတယ်တကယ်လို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖုန်းပါရဲ့ page ကို caption မှာတက်တွဲပေးထားပါတယ် link ကိုလည်းဒီမှာ share link ထိုးပေးထားပါတယ်အဲဖုန်းမရဲ့ page မှာတော်ရဝယ်ယူအပ်ပြလို့ရပါတယ်ဒီဖုန်းမမဟုတ်တခြားဖုန်းတွေလည်းရောင်းပါတယ်တခြားဖုန်းတွေဒီဇိုင်းပိုင်းအပြောင်းအလဲလုပ်တာကိုကုဆိုးနိုင်တော့အားကြလို့လားတော့မသိဘူးဒီတစ်ခေါက်တို့ရဲ့ Xperia Tank Max 7ကိုဒီဇိုင်းပိုင်းမှာအပြောင်းအလဲလေးလုပ်လာပါတယ်များများဆက်စားတော့မဟုတ်ပါဘူးကင်မရာကို ဒီလို down light လေးထားပြီးထားတာကနေပြီးတော့ဒီလိုမျိုး camera bar လေးနဲ့ရားလိုက်လေးပြန်ထားပြလိုက်တာကဘာရတော့မဟုတ်ဘူးကျွန်တော် Sony ဖုန်းတွေကိုမြင်ရတဲ့အမြင်တစ်ခုတော့နည်းနည်းလေးအမြင်ဆန်းတဲ့ဆိုတော့ခံစားချက်မျိုးပေးတယ်။ဒါမှမဟုတ် channel နေရာတွေမှာတော့အပြောင်းလဲအများကြီးမရှိဘူး။ဒီဘေးဘက်မှာ camera နဲ့ camera shortcut သုံးဖို့အတွက်ရဲနောက်ပြီးတော့ကျွန်တော် screen ရိုက်ဖို့အတွက် button လေးတစ်ခုပါလာမယ်။ပြီးတော့ဒီအရှိတ်ဘက် display bezel ဆိုလို့ရှိရင်လည်း retro phone တွေလိုမျိုးခတ်တူတူနဲ့ပဲ။ပြီးတော့ဒီအပေါ်ဘက်အောက်ဘက်မှာဆိုရင်လည်းကျွန်တော် camera နဲ့ဒီ front facing speaker ထည့်ဖို့အတွက်ခတ်တူတူ display bezel ည်းလည်းပါလာတယ်။နောက် Sony ရဲ့ဖုန်းတွေရဲ့ထုံးစံတိုင်းပဲဒီ 2.5mm audio ဂျက်ပေါက်ပါလာမယ်။နောက်ပြီးတော့ Sony နဲ့ SD card ကိုထည့်တဲ့ slot ကိုလည်းလက်နဲ့အလွယ်တကူဖြုတ်ပြီးတော့ထည့်လို့ရအောင်လုပ်ပေးထားသေးတယ်။ပြီးတော့အကြမ်းခံတဲ့နေရာမှာဆိုရင်လည်း IP68 dust and water resistant ကလည်းပါလာအောင်မယ်။ fingerprint ကတော့သူ sign board တဲ့ fingerprint ကိုပဲဆက်ပြီးတော့တုံးပေးထားတော့မယ်။ So heavy layer ကဘလို့နေလဲဆိုတော့အစောပိုင်းတော့က6.1 inch display ဆိုတော့ဒီဖုန်းကိုကျွန်တော်ခက်သေးသေးခက်ကြီးကြီးလေးရှိမယ်လို့ထင်တာပေါ့နော်။ဒါပေမဲ့သူ့ရဲ့6.1 inch အပြင်ပေါ်မှာသူကဒီ above back output display ပါလာတဲ့အခါကျတော့ ခက်သေးသေးခက်ချစ်ချစ်ကိုမှခက်ရှိရှိလေးဖြစ်သွားရပါတော့။နောက်ပြီးတော့ဒီကြောဘက်မှာတုံးပေးထားတာပြက်စစ်ဘက်ကိုပဲတုံးပေးထားရဆိုပေမဲ့ကိုင်းရတဲ့ hand feeling ကတော့အရင်ဝဲဆွဲနေရမျိုးတော့မရှိဘူး။ကိုင်းလို့ကောင်းတဲ့ hand feeling နဲ့မှပါတယ်။ overall design ဘက်မှာတော့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့ပေါ့ပပနဲ့တကယ်ကိုကိုင်းလို့ကောင်းတဲ့ hand feeling တော့ပေးနေတုံးပဲ။ so display ဘက်ဆက်သွားအောင်6.1 inches ကိုမှ 120Hz OLED panel ကိုတုံးပေးထားတယ်။ Full HD best resolution နဲ့ဒီ display ကိုမှ protector လို့ပေါ့ဒါ Gorilla Glass Fitness 2ကိုထည့်ပေးထားတယ်။ဒါပေမဲ့ Sony ရဲ့ထုံးစံတိုင်းပဲဒီ screen protector ဘာညာတော့မပါလာဘူးပေါ့နော်။ဆိုတော့တခါတယ် ဝယ်ဖို့လိုလိမ့်မယ်ဒါပေမဲ့ဒီနှစ်ကဒီ Sony ဖုန်းတွေရဲ့ display တစ်လုံးအနေနဲ့ဆိုတော့ပို့ပြီးတော့လက်ခံပေးလို့ရတဲ့အချက်တွေများလာတယ်အထူးသဖြင့် mirage level ဖုန်းတစ်လုံးအနေနဲ့ဆိုလို့ရှိရင်တော့တိတာတဲ့အရွေလေးတွေ့ရတယ်ဘယ်နေရာမှာလဲဆိုတော့ကျွန်တော် 120Hz high refresh ဖြစ်သွားပါတော့မနေ့တော့ကတော့ဘာမှမပေါဘူးဒီနှစ်မှာ 90 hash လောက်တော့မဟုတ်ဘဲနဲ့120 hash ထည့်ပေးလိုက်တာကိုသူကျေးဇူးတင်ရမယ်ဆိုတဲ့သဘောနောက်တစ်ချက်ကတော့ minute က21:9 ratio ကနေပြီးတော့ဒီနှစ်မှာကျတော့ကျွန်တော်19.5:9 ratio ဖြစ်သွားရပါတော့ဒါကတော့ personally တိတ်တော့မကြိုက်ဘူးပေါ့နော်ကိုရိုင်းကဒီ wider view ratio ကိုနည်းနည်းပိုကြိုက်တာလဲပါလိမ့်မယ်ဒါပေမဲ့အဲ့လို wider view ထားလိုက်မယ်ဆိုလို့ရှိရင်ဒီဖုန်းကပို့ပြီးတော့ရှည်သွားလိမ့်မယ်လို့ထင်တယ် color ratio မျက်စိကတော့ဘာမှပြောနေစရာမလိုဘူး brightness ကလည်းအဆင်ပြေဖုန်းထဲမှာပါတယ်ဟိုအရင်တော့အလိုမျိုး high refresh မပါလို့ Sony ရဲ့ mirror phone တလုံးဆိုရင်ကျွန်တော်အသေးအံ ဖောင်းထုနေတဲ့ဟာကဒီ net ဖောင်းထုလို့တော့မရဘူးပေါ့နော်တခုပဲဒီဒီ display pixel တွေကိုလက်ခံနိုင်နေဆိုလို့ရှိရင်တော့သူ့ရဲ့ display ကအပြည့်ပြောစရာတိတ်မရှိဘူးအဲ့တော့ performance ပိုင်းသူ့မှာတုံးပေးထားတာကွယ်ကွယ် Snapdragon 6 Gen 3နဲ့လာမယ်ပေါ့နော်ဒီဈေးတန်းဝန်းကျင်တခြားဖုန်းတွေအထူးသဖြင့်ကျွန်တော်မူဆက်တက်ဖက်ကန်းကလာတဲ့ဖုန်းတွေရဲ့ performance နဲ့ရှင်လိုက်မယ်ဆိုရင်တော့တိတိတတ်တာလေးနေနေမှာပဲ ရောဘတ်ဖော်မတ်စင်ရဲ့အရာဆိုရင်တော့ကျွန်တော်ဂီဘတ်ဆက်မှာစင်ကယ်ကွာ116နဲ့မာဒီကိုမှာ2544ထိပဲရမယ်။အဲ့လိုမျိုးအန်တူတူမှာဆိုရင်လည်း932383ထိပဲရမယ်ဆိုတော့တခြားသူစီတဲ့ဝင်ကျင်ဖုန်းတွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲသူကကောင်တလုံးနှိမ့်တဲ့အနေထားမှာရှိရပါတော့နော်။ဒါပေမဲ့ဒီလောက် performance ကကိုဂိမ်းကိုအသေးအံဆိုတာမဟုတ်ဘူးပုံမှန်ငါတနေ့လုံးဖြစ်တာဆိုလို့ Facebook လေးတုံးမယ် Viber လေးတုံးမယ်ဒီ ဟို social media လေးတုံးမယ်ရုပ်ရှင်လေးပိုင်းလာကြည့်မယ်ဆိုရဲသူတွေအတွက်ကလည်းမနိုင်တဲ့ application ဆိုတော့ရှိတော့ရှိနေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး performance မထွက်တဲ့အတွက်သွားကောင်းတဲ့အချက်ကတာမယ်လဲအရင်ကြီးမပူမပူတော့ဘူးဆိုတော့ performance လည်းမထွက်ဘူးတာမယ်လဲမပူဘူးဒါပေမဲ့ဟို app တော်တော်များများအောင်နိုင်နိုင်နေနေတုံးလို့ရမယ်ဒါပေမဲ့ demand နဲ့များတဲ့ app တွေကို gain တွေကိုတော့အဆင်ပြေမှာမဟုတ်ဘူး software ဘက်မှာတော့ android 15မှာ sony ရဲ့ custom skin နဲ့ပတ်ပတ်အုပ်ထားရပေါ့နော် software update အနေနဲ့၄နှစ်ရမယ် security update က6နှစ်ထိရမယ် nice ဒါလေးတော့မစိုးဘူး၄နှစ်ထိပြီးလိုက်ပါတော့ဆိုတော့ဒီနေရာမှာ Sony ရဲ့ custom skin ဆိုလို့မြန်မြန်ဆဆပြောကြရမှာရှိပါဘူးအပေါ်ဘက်က notification password ထည့်လိုက်တဲ့အချိန်မှာဒီ online လေးတွေက icon လေးတွေ၄တောင်ဖြစ်နေရလေးတွေနောက်ပြီး music app တို့ camera app တွေအဲ့လောက်ပဲကြွားမှာပါတကယ်တမ်းကျတော့ဒါ stock and ride လို့ပဲတော့ပြောလို့ရတယ်တွန်းရတာရှင်းရှင်းလေးလေးနဲ့ပဲနောက် second to search ပါညာလို့လည်းဒီနှစ်တော့တွန်းလို့ရလာပြီပေါ့နော်ဒါလေးကတော့မစိုးဘူး အဲ့တော့ကျွန်တော်ကင်မရာဘက်ဆက်သွားလိုက်အောင်မိတ်ဆက်သားမိနစ်တုံးအထက်စာလိုက်ရင်အပြောင်းလဲလေးရှိလာတယ်50 megapixel အဲ့ဒါကိုမှကျွန်တော်တို့ aperture f1.9 နဲ့ 24mm focal lens နဲ့လာမယ်နောက်ထပ်13 megapixel ultra wide 70mm နဲ့လာမယ် aperture f2.4 ပေါ့နော် Sony ရဲ့ထုံးစံတိုင်းပဲကင်မရာ setting တွေကအစအရင်ကြီးရောရှင်းရှင်းလင်းလင်းမဖြစ်နေဘူးဖုန်းတိုင်းလိုလိုမှာကျွန်တော်တို့တွေ့ရတဲ့ portrait လိုမျိုး feature ဆိုရင်သူ့မှာတုံးပေးထားတာ bokeh ဆိုပြီးနာမည်တက်ပေးထားတာမျိုးလေးပေါ့နော်တကယ်လဲကျွန်တော် Sony ကင်မရာတွေမှာမတရားကောင်းတဲ့ auto focus ဘိုင်းတွေကဒီဖုန်းမှာကောင်းတယ်လို့ မျိုးတချို့ feature တွေကြာတော့ဒီဖုန်းမှာကျန်နေခဲ့ရမျိုးလေးတွေကတခြားဖုန်းတွေရဲ့ camera နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ကွဲထွက်သွားစေတာတော့အမှန်ပဲဆိုတော့ကျွန်တော်ဘာလို့ပေါ်ကြလဲဆိုရင်သူကရိုက်လိုက်တဲ့ပုံကို image processing အရင်မလုပ်ဘူးဆိုတော့ကျွန်တော်ဒီ preview မှာမြင်ရတဲ့ပုံစံအတိုင်းပဲတကယ်ထွက်လာတဲ့ပုံကလည်းအဲ့လိုပုံမျိုးလေးထွက်လာတာကိုကျွန်တော်သဘောကျရပါတော့ဟိုကျွန်တော်တို့အဲ preview မှာနည်းနည်းလေးအမှောင်လေးကိုလိုချင်လို့ရိုက်လိုက်တဲ့ပုံလေးဆိုရင် shadow တွေ color တွေကအဆင်ပြေတယ်တချို့ဖုန်းတွေဆိုရင်နည်းနည်းလေးမှောင်ပြီးဆိုတော့လင်းလင်းပစ်လိုက်တာကိုသူကအဲ့ process မပါတဲ့အတွက်ဒါအဆင်ပြေသွားစေလို့ပြောလို့ရတယ် ောက် filter အစ်စ်လေးလည်းထည့်ပေးလာတာကိုတွေ့ရတယ်ဒါလည်းမိုက်တယ်ဒါပေမဲ့ပုံမှန်တိုင်းရိုက်လိုက်တဲ့ပုံလေးတွေမှာကျတော့တချို့ပုံလေးတွေမှာကျတော့ dynamic range အဆင်မပြေတာမျိုးလေးတွေနောက်ပြီးတော့ flat နည်းနည်းဖြစ်တာမျိုးလေးလည်းသတိထားမိတယ်ပြီးတော့ bokeh နဲ့ရိုက်လိုက်တဲ့ပုံတွေမှာဆိုရင် hd detection လေးတွေအရင်မကောင်းဘူးနောက်ပြီးတော့ကျွန်တော် bokeh မှာလည်း 2h crop နဲ့ပေးမရဘူးပေါ့နော်အဲ့ဒါလေးသိမကြိုက်တယ်လို့ ultra wide မှာလည်းလိုလိုက်ဆိုရင်အဆင်မပြေရမျိုးလေးသတိထားမိတယ်။နောက်ပြီးတော့ tele sensor မပါတဲ့အတွက် main sensor တော့ crop လုပ်မှာဆိုရင်လာတခြား phone တွေလိုမျိုး ၈စာတီပေးပြီးတော့ cross မလုပ်ဘူး၆စာတီပဲပေးပြီးတော့ crop လုပ်တယ်။ video recording ပတ်မှာကြတော့သူကအနောက်ဘက်ကင်မရာနဲ့ဆိုရင် 4K ကို30 frame per second နဲ့ရိုက်လို့ရရပါတော့။ဒါ main sensor နဲ့ပြောပါတော့။အရှိတ်ဘက်ကင်မရာနဲ့ရိုက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ full HD ကိုမှ30 frame per second နဲ့ပဲရိုက်လို့ရမယ်။ overall ကင်မရာဘက်မှာတခြား phone တွေနဲ့မတူဘဲ quality တလို့ကောင်းတဲ့အချက်ရောမကောင်းတဲ့အချက်ကောအားရတဲ့အချက်ကောအားမရတဲ့အချက်ရောတော်တော်များများရှိရဖုန်းဆိုရင်မမအောင် တခြား app ပိုင်းတွေအနေနဲ့ဆိုရင်တော့ audio ဒီနေရာမှာ front facing stereo speaker သုံးထားတယ်ဒီဟာမိုက်တယ်မိုက်တယ်ဆိုတာ speaker placement ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးရုပ်ရှင်ကြည့်တဲ့အခါမှာမျက်နှာတက်တဲ့ကိုအတန်ရောက်တယ်ပေါ့နော်နားတက်တဲ့ကိုအတန်ရောက်တယ်ဒါပေမဲ့မမိုက်တာပါလဲဆိုတော့အတန် loudness ပိုင်းကိုကျွန်တော်တိတ်အမရပါပေါ့နော်အတန်တိတ်မကျန်နေဘူးအထူးသဖြင့်ဒီ low frequency နဲ့ mid frequency ကိုသူနည်းနည်းလေး outside ထားပုံရတယ်အဲ့လိုမျိုး outside လိုက်တဲ့အခါကျတော့ကျွန်တော် loudness ကတိတ်ပြီးတော့ အားမရမျိုးလေးရှိတယ်အဲဒါပေမဲ့အခါတစ်ခါတလေအတန်းအဆုံးထိတင်ပြီးတွန်းလိုက်မှဆိုရင်လည်း distort ဖြစ်တာမျိုးလေးလည်းတွေ့ရတယ်ပြ battery battery ကတော့ဒီဖုန်းမှာတော်တော်ကြီးကိုအဆင်ပြေလို့ပြောလို့ရတယ်5000 mAh ပဲပါရဆိုပေမဲ့တော်တော်လေးကိုအားခံတယ်အဓိကကတော့သူ့ရဲ့ display size လေးကလည်း6.1 inches ပဲဖြစ်နေရကြောင်းလည်းပါလိမ့်မယ်လို့ထင်တယ်ကျွန်တော်ပုံမှန်တိုင်း၃နှစ်ရက်တွေမှာဆိုရင်30 40%လောက်ထိရတယ်အဲအောက်မှာကျွန်တော် gaming test တွေ benchmark run တဲ့ရက်တွေမှာဆိုရင်20%ဝန်းကျင်ဆိုတော့မစိုးဘူး20%အောက်တော့မရောက်ပါဘူးဆိုတော့ review လေးကိုလည်းကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်မယ်ဒီ Sony ကထုတ်တဲ့ဖုန်းပြီးသားဆိုရတယ်ပဲဒီဖုန်းကလူတိုင်းအ တော့ဟုတ်နေမှာမဟုတ်ဘူး price to performance ကောင်းတဲ့လိုချင်တဲ့သူတွေဆိုရင်လည်းသူစီတဲ့ဝန်ကျင်မှာကျွန်တော်ရွေးချယ်စရာဖုန်းတွေကအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ Sony ရဲ့ဖုန်းတလုံးမှာပဲကင်ကျင်တယ် mid-range ဖုန်းလုံးမှာပဲလိုချင်တယ်ဆိုရဲသူတွေအတွက်ကြောက်လဲဒီလိုမျိုး Xperia 10 Max 7လိုမျိုးရွေးချယ်စရာ option လေးရှိနေတာကတော့မစိုးဘူးလူတိုင်းကကိုလိုလက်စွာရွေးချယ်လို့ရတယ်ဆိုတော့စိတ်ကြိုက်ရပါလို့ပဲပြောရင်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ